မနီကကာလာမတုတ်ကိုပဲပြန်ဆက်ရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကအချောင်းရတစ်ခုကိုတန်တရားဖြစ်နေရယ်ဆိုရင်ဒီကာလာမတုတ်ထဲမှာပါတဲ့အအချက်၁၀ချက်၁၀ချက်နေပေါ့နော်ချိန်စားပြီးတော့ကိုပိုင်းတည်ညံနဲ့ဆုံးဖြတ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီအချက်၁၀ချက်ကပါလဲဆိုရင် ဒီကလမတုတ်ထဲမှာပါတဲ့အချက်စဲချက်ကဘာလဲဆိုရင်အမှန်တရားကိုရှာတဲ့အခါမှာတဆင့်ကြာစကားပေါ်အခြေခံပြီးမရှာနဲ့ဟိုလူပြောတာဒီလူပြောတာဆိုရဲတဆင့်ကြာစကား HSC street ပေါ်မှာအခြေခံပြီးအမှန်တရားကိုမရှာနဲ့တဆင့်ကြာစကားဆိုတာမှန်တာလည်းရှိရဲမှားတာလည်းရှိရဲမသေးကြဘူးပေါ့နော်ဆိုတော့နံပါတ်2အနေနဲ့ကြတော့အစင်အလား ကျင့်သုံးလာတဲ့အချက်အစဉ်အလာယုံကြည်ထားတဲ့အချက်တွေပေါ်ခြေခံပြီးတော့လည်းအမှန်တရားကိုမရှာနဲ့ဘာလို့လဲဆိုရင် tradition လို့ဆိုရဲအစဉ်အလာ ကျင့်သုံးလာတဲ့လက်ခံလာတဲ့အချက်ကလည်းမှန်တာလည်းရှိရဲမှားတာလည်းရှိရဲတေချာပေါ့အမှန်လို့ကြည်ပဲမပြောနိုင်ဒါကြောင့်အစဉ်အလာယုံကြည်ချက်နဲ့အမှန်မှောက်မရှာနဲ့ နံပါတ်3ကတူတယောက်ကလာပြီးဒါကဒီလိုပါဆိုပြီးတင်ပြချက်ကိုအခြေခံပြီးတော့လည်းအမှန်တရားကိုဆုံးဖြတ်လို့မရဘူး။သူပြောတဲ့ report အမှန်ရင်လည်းမှန်မင်မိုင်းလည်းမမှန်မသေးကြဘူးပေါ့နော်။ ကျွန်နံပါတ်4ကကိုတင်ထားတဲ့စာပေကြမ်းကန်နဲ့ကိုက်ညီရဲ့ဆိုယုံနဲ့လည်းမှန်နေလို့မဆုံးဖြတ်နဲ့စာထဲမှာဒီအတိုင်းပါတယ်စာအုပ်ထဲမှာဒီလိုရေးထားတယ်ဆိုတာနဲ့လည်းအမှန်တရားကိုမဆုံးဖြတ်နဲ့ဘာလို့လဲဆိုရင်စာအုပ်ထဲမှာရေးထားတာဆိုတိုင်းမှန်မဟုတ်မှန်ရင်လည်းမှန်မယ်မှန်ရင်လည်းမှန်မယ်ပေါ့နော် ဆိုတော့ဒီနေ့ခင်မှာတော့အင်္ဂလိပ်ဘာသာနဲ့ရေးပြီးဘုဒ္ဓဆင်းအမည်တက်ထားတဲ့စာအုပ်တော်တော်များများဟာကိုယ်ယူဝါဒတွေထင်မြင်ယူဆချက်တွေရောပြီးရေးထားတာတွေ့ရတယ်။မြတ်စွာဘုရားရဲ့အာပေါ်မဟုတ်ပဲကိုထင်ရမြင်ရတွေဘုရားဟောအဖြစ်ရေးထားတာတွေရှိရဲ့ကောင်းစဉ်တက်ထားတာကတော့ဘုဒ္ဓဆင်းပဲ။ဆိုတော့ဒါကြောင့်စောက်ထဲမှာပါတယ်ဆိုပြီးတော့လေအမှန်လို့မှတ်ယူလို့မရအောင်အမှန်တရားကိုအရာမျိုးနဲ့ရှာလို့မရဘူးပေါ့နော်ဆိုတော့နံပါတ်5အနေနဲ့ လောကမှာအမှန်တရားကိုရှာတဲ့နည်းတစ်နည်းရှိသေးတယ်။ logic လို့ခေါ်တယ်။အဲ့ဒီ logic ဆိုတဲ့နည်းနဲ့ရောအမှန်တရားကိုရှာလို့ရမလားဆိုတော့ရှာလို့မရဘူးလေ။ logic ဆိုတာကြိုးချောင်းစင်ကြင်တဲ့နည်းအဲ့ဒီနည်းစနစ်နဲ့ရှာရင်မှန်တဲ့အခါမှန်တယ်မမှန်တဲ့အခါလည်းမမှန်ဘူး။ကြိုးချောင်းစင်ကြင်တဲ့ဆိုတာဥပမာလူဟာသေးမျိုးဖြစ်တယ်ဥပဟာလူဖြစ်တယ်ဒါကြောင့်ဥပဟာသေးမျိုးဖြစ်တယ်ဒီအချက်တော့မှန်တယ် ခြားတနည်းမှာအဖြူရောင်ရှိရဲ့ငှက်တကောင်ကိုကြည့်ပြီးငှက်ဟာဖြူတယ်ကြီးကန်းဟာငှက်ဖြစ်တယ်ဒါကြောင့်ကြီးကန်းဟာဖြူတယ်ဆိုရင်တော့လည်းမမှန်ပြန်ဘူးအဲ့လို logic နည်းနဲ့စဉ်ဉဏ်တိုင်းတာလို့လည်းအမှန်တရားကိုမတွေ့နိုင်ဘူးပေါ့နော်ဆိုတော့နံပါတ်6အနေနဲ့ရှာဖွေတဲ့နီလန်တခုအသုံးပြုပြီးရောလဲအမှန်တရားကိုရှာလို့မရဘူးအကျိုးကိုကြည့်ပြီးအကြောင်းကိုဖော်ထုတ်တဲ့နီအကြောင်းကိုကြည့်ပြီးအကျိုးကိုဖော်ထုတ်တဲ့နီကိုနီလို့ခေါ်ရပေါ့နော် အနုမာနာဆိုတာကိုမှန်းဆပြီးတော့ကြည်ရအဲ့ဒီအနုမာနာဆိုတဲ့အရာအမှန်တရားကိုရှာတဲ့အခါမှာလုံလောက်တဲ့ဆုံးဖြတ်ချက်ကိုမပေးနိုင်ဘူးမြတ်စွာဘုရားလောကမှာအမှန်တရားဆိုပြီးသူတွေလက်ခံနေကြတာတွေကဒါတွေပေါ်မှာအခြေပြုနေရဲစုအဲအခြေပြုနေကြတယ်ပေါ့နော်ဆိုတော့နမခွန်းနဲ့အနေနဲ့အခြေအနေရရသုံးသက်ဆင်ခြင်နေနီးအကြောင်းတရားရှာတဲ့နီး အဲ့နီးနဲ့လည်းမန်တရားကိုရှာလို့မရဘူးပေါ့နော်အဲ့ဒါလည်းလွဲတဲ့အခါလွဲနိုင်တယ်ဒါကြောင့်သိကြတဲ့အရာမဟုတ်ပြန်ဘူးပေါ့နံပါတ်၈ကကိုယ်အချိန်နဲ့ကိုက်ညီရယ်ဆိုတာနဲ့လည်းအမှန်တရားကိုမရှာနဲ့တဲ့လူတွေကအမှန်တရားကိုရှာတဲ့အခါမှာဘာနဲ့ရှာလို့ရှိတယ်လဲဆိုရင်ကိုယ်အချိန်နဲ့ကိုက်ညီမှုကိုအခြေပြုတဲ့နည်းနဲ့ရှာတတ်ကြတယ်ကိုကအမျိုးမျိုးတွေးခေါ်ပြီးတော့ချိန်နဲ့တတ်တယ်လို့ယူဆထားတဲ့ ယူဝါဒနဲ့ကိုက်ညီလို့ရှိရင်လက်ခံကြတယ်။ဒါဟာငါကြိုက်တဲ့ယူဝါဒနဲ့ကိုက်ညီရင်ငါထင်တဲ့အတိုင်းဟုတ်နေပြီဆိုတော့ကို့အမြင်လေးနဲ့မှန်လို့ရှိရင်လည်းအမှန်တရားလက်ခံကြတယ်။အဲ့ဒီနီးဟာလည်းပဲစိတ်ချရတဲ့အရာတစ်ခုမဟုတ်ဘူးပေါ့နော်။နံပါတ်9မှတ်သားထိုက်တဲ့အရာဆိုရင်လည်းအမှန်တရားကိုမရှာနဲ့။လူတွေကအမှန်တရားကိုရှာတဲ့အခါမှာဒါလေးကတော့မှတ်ထိုက်တယ်ဟုတ်တယ်ယုံကြည်ရှိတယ်။ ဆိုတာလေးနဲ့အမှန်တရားကိုလက်ခံကြတယ်။ရှေးကိုဆက်ပြီးမစည်နာဘူး။ဒါလည်းပဲစိတ်ချရတဲ့အကြောင်းတစ်ခုမဟုတ်သေးဘူး။နောက်နံပါတ်10ကိုးခွေတဲ့ဆရာပဲဆရာစကားလေးစားထိုက်တယ်ဆိုတာနဲ့လည်းအမှန်တရားကိုမရှာနဲ့။ဒီပုဂ္ဂိုလ်ကတော့သူ့ဆရာကြီးပဲကုလူကြီးပဲသူပြောတာတွေမှန်ရမယ်လို့ဒီလိုလဲမဆုံးဖြတ်လိုက်နေပေါ့နော်။ ဆိုတော့အခုပြောခဲ့တဲ့အချက်၄ချက်ကအမှန်တရားကိုဆုံးဖြတ်တဲ့အခါမှာအာကိုယုံကြည်လောက်တဲ့အကြောင်းတရားတွေမဟုတ်ဘူးပေါ့နော်ဆိုတော့လက်တွေ့သိရဲ့အသိဉာဏ်တွေပဲဆုံးဖြတ်မှရမယ်ပေါ့ဒါဖြင့်အမှန်နဲ့အမှားကိုဆုံးဖြတ်တဲ့အခါမှာအာကိုယုံကြည်လောက်တဲ့အကြောင်းဆိုတာဘာလဲပေါ့ကိုယ်တိုင်လက်တွေ့သိရဲ့အသိဉာဏ်ပဲဖြစ်တယ်ကိုယ်တိုင်သိအောင်လို့ကိုယ်တိုင်သိရဲ့အချက်ဟာအတိအကျဆုံးပဲ ဥပမာလောဘဆိုတဲ့သဘောတရားဒေါသဆိုတဲ့သဘောတရားမောဟဆိုတဲ့သဘောတရားအပြည့်ရှိရရလားအပြည့်မရှိရရလားကိုယ်ကုစနာတိပေါ့အပြည့်ရှိရမရှိရဘာနဲ့တိုင်းတာမှလဲပေါ့ထင်ရှားတာတခုပြောမယ်ဥပမာကိုယ်နှလုံးသားထဲမှာဒေါသဆိုတာဝင်လာတာ ਨੇ တပြိုင်တည်းစိတ်နှလုံးအေးချမ်းမှုတွေလလွတ်ဆုံးယုံသွားတယ်အဲ့ဒါဟာဒေါသရဲ့အပြစ်ပဲပင်ကိုတည်ငြိမ်နေတဲ့စိတ်လေးပျက်စီးသွားပြီးပူလောင်တဲ့စိတ်တွေဖြစ်ပေါ်လာတယ် ဒါဒေါသရဲ့အကျိုးပဲ။နောင်ဘဝငရေရောက်တာမရောက်တာအသာသာဒေါသဟာကောင်းသလားမကောင်းဘူးလားဆိုတာအခုဘဝမှာပဲကြည့်လို့ရတယ်။ဒေါသဖြစ်လာတဲ့အချိန်မှာဒေါသကနှလုံးသားပူလောင်စေတယ်။အရာရာကိုမကြည်မနှက်ဖြစ်လာတယ်။ရင်ဆိုင်တဲ့အတွေ့မျိုးတွေတွေးလာတယ်။ဒေါသဖြစ်လာလို့ရှင်ပြုံးရွှင်တဲ့မျက်နှာပျက်စီးသွားတယ်။ပြင်းထန်လာလို့ရှင်တကူလုံးအသားဆက်ဆက်တုံလာတယ်။ဘာသာကပြောပြီးဆိုရင်လည်း နူးညံ့တဲ့စကားတွေမထွက်တော့ဘူးမကြောက်မမနာတဲ့စကားတွေပဲထွက်လာတယ်ဒီလိုစကားမျိုးတွေပြောရဲလာတဲ့လှုပ်တဲ့အလုပ်တွေကလည်းကိုယ်အတွက်နဲ့နာမဲ့လှုပ်တွေသူများအတွက်နဲ့နာမဲ့လှုပ်တွေလှုပ်လာတယ်ယခုလိုလက်တွေ့ကြကြစဉ်းစားပြီးတော့ကြည်လိုက်လို့ရှိရင်ဒေါသရဲ့အပြစ်တွေစိုးကျိုးတွေကိုယ်တိုင်သိနိုင်တယ်ဒေါသကြောင့်သူများကိုတခုခုလှုပ်တာမလှုပ်တာအသာထားကိုယ့်ရဲ့နှလုံးသားရဲ့ဒေါသဖြစ်လာတဲ့အချိန်ကစပြီးတည်ငြိမ်မှုတွေဆုံးရှုံးသွားတည်ကြတယ် အဲ့ဒါလူတိုင်းသိရပဲပျော်ရွှင်နေရတဲ့အလုံးဆုံးရှုံသွားပြီးငြိမ်းချမ်းနေတဲ့စိတ်လေးဆုံးရှုံးသွားပြီးနောက်ဆုံးမှသွေးတူးယောဂရှင်သွေးတက်သွားမယ်နှလုံးယောဂရှိရဆိုရင် hack attack ရသွားနိုင်တယ်ဒေါသအချက်ချင်းဒုက္ခပြီးရဒါထင်ရှားတဲ့တာကတည်းပဲအဲ့လိုဒေါသဆိုတာကောင်းမလားမကောင်းလားကိုယ်တိုင်သိရပဲဒေါသမကောင်းဘူးဆိုတာကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်တယ်မြတ်စွာဘုရားအရာကိုဟောလိုတာဖြစ်တယ် တဘာဝတရားဆိုတာသူ့သဘောသူဆောင်တာဖခင်ကမကောင်းမှုဟောလို့မကောင်းတာဖြစ်ရတာမဟုတ်ဘူးလှုပ်ချင်တာတွေလှုပ်ဝန်ခံလိုက်လို့ရှင်အပြစ်တွေကိုပျောက်မယ်ဆိုတာမဖြစ်နိုင်ဘူးဖြစ်ပြီးသားအပြစ်တွေဘယ်လိုလှုပ်ပျောက်မှာလဲဒေါသကြောင့်ဖြစ်လာတဲ့ဆုံးရှုံးမှုတွေကဖြစ်ပြီးသွားရင်နှလုံးသားထဲမှာအမုန်းတရားဝင်လာတဲ့တပြိုင်နက်အေးငြိမ့်တဲ့စိတ်နှလုံးကဆုံးရှုံးသွားပြီဒီငြိမ့်တဲ့စိတ်တွေဆုံးရှုံးသွားပြီမပြောတဲ့နာတွေပြောမိသွားပြီမလှုပ်တဲ့နာတွေလှုပ်မိသွားပြီပြင်းလို့ရလားဆိုတော့မရတာ ဆိုတော့ what have done cannot be undone ဘာလို့လုပ်ပြီးသားတခုဟာမလုပ်ဘူးလို့ပြောလို့မရအောင်အဲ့ဒီကလေးကမှားယွင်းချစ်ချော်တဲ့အရာတခုဖြစ်သွားတယ်ပေါ့နော်အဲ့ဒီတော့ဒေါသဆိုတဲ့သဘာဝတရားဟာပြည့်ရှိသလားမရှိဘူးလားဒီနေရာမှာအပြစ်ဆိုတာဘာရောပေါ့မကောင်းကျိုးတွေပေးတာအပြစ်ပဲအပြစ်ရှိသလားမရှိဘူးလားဆိုရင်ရှိတာပေါ့ ပညာရှိတွေကချီးမွမ်းသလားကဲရသလားဆိုရင်ကဲရတာပေါ့ဒေါသကဘသူမှမချီးမွမ်းဘယ်ပညာရှိကမှဒေါသဆိုတာကောင်းတယ်စိတ်ဆိုးတာကောင်းတယ်လို့မပြောဘူးပြောကြမယ်ဆိုရင်တီးခန့်ကြစိတ်မဆိုးကြနဲ့တယောက်နဲ့တယောက်တင်းအောင်နေကြဒါပဲပြောတာပေါ့နော်ဆိုလူကြီးသူမတွေကမင်းတို့ရံဖြစ်ကြတယောက်နဲ့တယောက်မတဲကြနဲ့မုန်းကြလို့ဘူးမှမပြောဘူးထို့တူပဲလောဘဆိုတဲ့သဘောတရားကလည်းကောင်းသလားဆိုကိုကိုကိုစမ်းစစ်ကြည့်လိုက်လို့ရှင့် လူဆိုတာလောဘတော့ရှိမှာပဲကိုပစ္စည်းကိုနှမျောတာကိုပစ္စည်းကိုလိုချင်တာကိုသားမယားပေါ်ကိုတက်မှတ်တာကိုမိသားစုပေါ်တွေ့တာတာဒေါသအပြစ်လားလို့ပြောကြလိမ့်မယ်ဒါအပြစ်လားလို့ပြောကြလိမ့်မယ်ပေါ့နော်ဆိုတော့အပြစ်ဆိုတာမကောင်းကျိုးကိုတည်ဆောင်လာတတ်တဲ့သဘောကိုပြောတာလောဘရှိလို့ကိုပစ္စည်းကိုနှမျောတာကိုပစ္စည်းကိုတွေ့တာတာကိုမိသားစုပေါ်တွေ့တာတာအပြစ်မရှိဘူးလို့ထင်လားပေါ့နော်အပြစ်ရှိရဲ့ ဒီလိုပြည့်ရှိဘလို့ပြည့်ရှိုံဆိုရင်အဲ့ဒီ Twitter မှာတောကဆိုတဲ့စုချိုယူလာတက်တဲ့ဒါအ ਨੇ ဆုံးအဖြစ်ပဲ Twitter ရဲ့နေရာမှာတောကဆိုတာလာရပဲတောကဆိုတာကောင်းသလားဆိုတော့မကောင်းစိတ်ပူစီတယ်အသက်ရွယ်ကြီးရဲ့သူတွေဆိုပူဆိုးတယ်မိဘတွေကသာသမီနဲ့ပတ်သက်ရင်အချိန်တန်လို့အိမ်ပြန်မရရင်မရောက်ဘူးဆိုရင်တမျောမျောနဲ့အိမ်မပြောဖြစ်လာတယ်အမျိုးမျိုးတွေးရပြန်ထွက်သွားပြီဆိုရင်ဟဲ့ဘာများဖြစ်မတုံးပေါ့နော် ကားရှိတဲ့ပုဂ္ဂိုလ်ကလည်းကားမောင်းသမားနဲ့အပြင်လွှတ်လိုက်ရပြီဆိုရင်ကားအိမ်ပြန်မရောမချင်းသို့တော့ကားဖြစ်နေရတယ်စိတ်ပူနေရတယ်ပေါ့နော်ပစ္စည်းရှိတဲ့သူကလည်းပစ္စည်းအတွက်ကြောင်းကြသာသမီရှိတဲ့သူကလည်းသာသမီအတွက်ကြောင်းကြအဲ့ဒါလောဘကပေးတဲ့ပြဿနာတွေပဲလောဘကပေးတဲ့အာ problem ပေါ့နော်လောဘမရှိဘူးဆိုရင်ဒါတွေငြင်းနေမှသိကြတယ်မြတ်စွာဘုရားဟောထားတယ် အဲချစ်ခင်တွေ့တာမှုဒီတော့ကကိုမွေးဖွားပေးတတ်သည်ရဲ့လူတွေကတော့တော့ကကင်းဝေးနေထိုင်ရေးဆိုတာကိုကြိုးစားကြတယ်သို့တော့ချစ်ခင်တွေ့တာမှုကိုတော့မလျှော့ဘူးချစ်ခင်တွေ့တာမှုကိုမလျှော့ဘဲနဲ့တော့ကကိုဘယ်လိုလျှော့လို့ရမှာလဲပေါ့နော်အကြောင်းနဲ့အကျိုးဟာဆက်နေတာဆိုတော့ကိုလောဘကို control လုပ်ရင်လုံးမလုပ်ရင်ဘာဖြစ်မှာရောဆိုတော့ကိုပစ္စည်းကိုလိုချင်တဲ့ လောဘတယ်မကောင်သူများပစ္စည်းကိုလိုချင်တဲ့လောဘပါဖြစ်လာပြီဆိုရင် ပြဿနာတွေဖြစ်လာမှာပဲခိုးမှုတွေသူများတိုင်းမှုတွေရာဇဝတ်မှုကျူးလွန်မှုတွေကဒီလောဘကြောင့်ပဲဖြစ်ရတာအဲဒီတော့လောဘရဲ့အဖြစ်ကဘယ်လောက်ထင်ရှားလဲပေါ့နော်အဲဒါကြောင့်ပညာရှိတွေကလောဘကိုမကောင်းဘူးလို့ပြောကြတယ်မကောင်းတဲ့လောဘကိုမထိန်းနိုင်ဘူးဆိုရင်အဲ့ဒီဘုကွာဒါမှလူကောင်းတယောက်ကနေတခိုးလို့သမုတ်ခံရမယ်တခိုးဘွားကနေဓမြဘွားရောက်သွားပြီ သူကပေးလိုက်တဲ့နာမည်လဲဆိုတော့လောဘပေးလိုက်တဲ့နာမည်ပဲအကယ်၍သာသူများပစ္စည်းလိုချင်တဲ့လောဘမျိုးမရှိဘူးဆိုရင်သူဒီတကူတများဖြစ်ဘယ်နည်းနဲ့မှမရောက်နိုင်ဘူးတို့တူပဲမောဟဆိုရဲတဘာဝတရားရှိရယ်မောဟကယဉ်ယဉ်ကလေးရယ်မောဟဆိုတာတွေးဝင်နေရဘာပြဿနာမှမရှိဘူးလို့ထင်ရတယ်မောဟကမှပိုးပြဿနာကြီးရမောဟကလှုပ်တင်နိုင်မလှုပ်တင်နိုင်မသိဘူးမသိရောဘာဖြစ်လဲဆိုတော့မလှုပ်တင်တာတွေလှုပ်တယ်လှုပ်တင်တာတွေမလှုပ် အဲ့တော့မလုံတဲ့နာကိုလုံလို့ရှင်ပြည့်ဖြစ်တယ်လို့လုံတဲ့နာကိုမလုံလို့ရှင်လည်းပြည့်ဖြစ်တယ်ပေါ့နော်အဲ့နှစ်ခုကအတူတူပဲလုံတဲ့နာမလုံရင်လူတွေကတော့ထင်ကြတယ်ဟာဒီလူကမလုံတဲ့နာတွေလုံတာကိုဒါကြောင့်ပြဿနာတက်တာဘူးလို့ပြောကြတယ်မလုံတဲ့နာကိုလုံရင်သာအပြည့်ဖြစ်တယ်ထင်နေတာလုံတဲ့နာမလုံရင်လည်းပြည့်ဖြစ်တာပဲပေါ့နော် ဆုံးရှုံးနေလာတာကတော့တူတူပဲအဲ့ဒါဘသူကြောင့်ဒီလိုဖြစ်ရတော့ဆိုရင်မောဟကြောင့်ဖြစ်ရတာမလုံတဲ့နာကိုလုံတယ်လုံတဲ့နာကိုမလုံဘူးအဲ့ဒီတော့ဆုံးရှုံးနေတာမူရင်းများစွာဖြစ်ပေါ်လာတတ်တယ်ပေါ့နော်စဉ့်စားကြည့်ဟောဒီလောဘဒေါသမောဟဆိုတဲ့သဘာဝတရားအကုသလအကုသလဆိုတာကိုကိုကိုစမ်းစစ်ကြည့်ပေါ့နော်ကုသဆိုတာကောင်းကျိုးချမ်းသာတွေပြီးတဲ့သဘောတရားအကုသဆိုတာမကောင်းကျိုးပြီးတဲ့သဘောတရား မကောင်းကျိုးဆိုတာကိုယ့်ရဲ့တဏ္ဍာမှာဖြစ်တဲ့ပြဿနာတွေပဲလူတယောက်နဲ့တယောက်တော့မတူဘူးပြဿနာမျိုးမျိုးရှိစေအဲဒီတော့ဖြေထုတ်ကြည့်လိုက်ရင်ကောင်းကျိုးပေးတာမရှိဘူးမကောင်းကျိုးပေးတာသာရှိတယ်လောဘကလည်းမကောင်းတဲ့အကျိုးကိုတည်ဆောင်တယ်ဒေါသကလည်းမကောင်းတဲ့အကျိုးကိုတည်ဆောင်တယ်မောဟကလည်းမကောင်းတဲ့အကျိုးကိုတည်ဆောင်တယ်ဒါကြောင့်မလို့အပြစ်ရှိသလားမရှိဘူးလားဆိုရင်အပြစ်ရှိတယ်ပြဿနာမဖြစ်စေဘူးလားဆိုရင်ဖြစ်စေရဲ့ တရားတွေကြီးပဲပေါ့နော်ဒီလောဘဒေါသမောဟကပညာရှိ သူတွေကကဲရရှုံချတဲ့တရားလားကြီးမွန်တဲ့တရားလားဆိုရင်ကဲရတဲ့တရားပဲဖြစ်တယ်ဆိုတော့ဒီတရားမျိုးကိုလက်ခံကျင့်သုံးနေတဲ့လူတယောက်ကကောင်းညိုချမ်းသာရရသလားဆိုတော့မရဘူးဒါလက်တွေ့ကိုယ်တိုင်စင်အင်းစင်ရင်သုံးသက်ပြီးရောစဉ်းစားဆုံးဖြတ်လို့ရတဲ့ အချက်နဲ့ဖြည့်ထုတ်တာဖြစ်တယ်ပေါ့နော်ဒီနေရာမှာ tradition နဲ့ဆုံးဖြတ်တာမဟုတ်ဘူးစာပေကျမ်းငယ်နဲ့လည်းဆုံးဖြတ်တာမဟုတ်ဘူး logic နည်းတွေနဲ့တွေးပြီးတော့ပြောတာလည်းမဟုတ်ဘူးလက်တွေ့နည်းနဲ့ပြောတာလည်းမဟုတ်ဘူးအနုမာနနည်းနဲ့ပြောတာလည်းမဟုတ်ဘူးကိုယ်ချိုက်လို့ပြောတာလည်းမဟုတ်ဘူးမှတ်သားထိုက်တယ်ဆိုတဲ့အချက်ကြောင့်လည်းမဟုတ်ဘူးဆရာကြီးရဲ့စကားမို့ဆိုရလဲမဟုတ်ကိုရိုင်းတီးရဲ့ဉာဏ်နဲ့ဒါဆုံးဖြတ်တာဖြစ်တယ် ဒါကြောင့်မို့အမှန်တရားဆိုတာကိုခုနကပြောတဲ့ tradition တို့ report တို့ hearsay တို့ဆိုတာတွေနဲ့ဆုံးဖြတ်ရတဲ့အရာမဟုတ်ကိုယ်တိုင်လက်တွေ့သိရဉာဏ်နဲ့ဆုံးဖြတ်ရတဲ့အရာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီညအတွက်ကတော့ဒီလောက်ပါပဲ